ားလုံးမမြင်ကြလားပါရှင် Insight Today ဆိုတဲ့ program ကြီးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမမျက်စုပိုင်းမှာအာကျမဒီနေ့အားလုံးကို ဝေမျှပေးခြင်းနဲ့အကြောင်းအရာလေးကတော့ transgenerational trauma မျိုးဆက်တစ်ခုကနေနောက်ထပ်မျိုးဆက်တစ်ခုကို လက်ဆင့်တန်းပေးတဲ့စိတ်ဓာတ်ရာတွေအကြောင်းဖြစ်ပါတယ်ကျမတို့တွေဟာဘဝမိဘကြီးစီကဆုံးမွေကိုပဲဖြစ်ဖြစ်ကောင်းမွေကိုပဲဖြစ်ဖြစ် လက်ဆင့်ကန်ခံယူကြရပါတယ်ဒီနေ့ကျမပြပြခြင်းနဲ့အကြောင်းအရာလေးကတော့ ကျမတို့ကိုယ်တိုင်မသိလိုက်ပဲကျမတို့ရဲ့ဘူဝမိပါရီစီကလက်စင်ကန်ယူနေမိတယ်ဆိုတော့စိတ်ထန်ရည်အကြောင်းပဲဖြစ်ပါတယ်ဥပမာအိမ်နောက်ကြီးမကောင်းရဲ့ဒီမိသားစုတွေမှာဆိုရင်သူတို့ရဲ့နောက်မျိုးဆက်တွေမှာအိမ်နောက်ကြီးနဲ့ပတ်သက်ပြီးကြောက်လန့်တာအိမ်နောက်ကြီးနဲ့ပတ်သက်တဲ့ယုံကြည်စိတ်တွေမရှိတာသူတို့ကိုယ်တိုင် ဆိုးရွားတဲ့အိမ်နောက်ကြီးတွေကိုကြုံတွေ့ရတဲ့တာစီးပွားရေးချက်တွေငွေကြီးခက်ခဲတယ်ဆိုတော့မိသားစုရဲ့ အာယုံကြည်မှုတွေရဲ့အောက်မှာကြီးပြင်းရတဲ့သူတွေဟာသူတို့ကိုယ်တိုင်ငွေကြီးနဲ့ပတ်သက်ပြီးယုံကြည်မှုအားနေတာငွေကြီးနဲ့ပတ်သက်ပြီးမစွန်စားရတာအာကိုကိုကိုဒီငွေကြီးနဲ့ပတ်သက်ပြီးတိတ်ငြိမ်နေဆိုတဲ့ခံစားချက်တွေခံစားရတာအမြဲတမ်းဟိုလွယ်ကူနေတဲ့အနေအထားမျိုးမှာတော့မအမြဲတမ်းခက်ခဲတယ်ဆိုတဲ့ခံစားချက်တွေနဲ့နေထိုင်ရှင်သန်ရတယ်ဆိုတဲ့အခြေအနေဒီပေါ့အဲဒါအပြင်အိမ်တွင်အကျန့်ဖတ်မှုကိုစိုးစိုးဝါးခံရရတယ်ဆိုတဲ့ သမိုင်းရှိတယ်ဆိုတဲ့မိသားစုဝင်တွေမှာကိုကိုရိုင်းကလည်းအလိုခုခုပြဿနာဖြစ်ခဲ့မယ်ဟေ့ဆိုလို့ရှိရင်ဗဇက်နဲ့မဖြေရှင်းမဲနဲ့လက်နဲ့ဖြေရှင်းကျင်တာကိုကိုရိုင်းကအကျန်းဖတ်တဲ့သူတယောက်ဖြစ်နေတာဒါမှမဟုတ်ရင်လေတစုံတယောက်က ကိုအကျန်းဖတ်လာရင်လေဒါကိုပုံမှန်လို့ယူဆပြီးဒီအခြေအနေတစ်ခုကနေတွန်းလိုက်ရခေါင်းမမတိပဲနဲ့အဲ့အခြေအနေထဲမှာပဲနေမိတတ်တာစသဖြင့်ပေါ့နော်ကျမတို့တွေကြီးပြင်းခဲ့တယ်ကိုတော့မတိလိုက်ဘူး ဟိုကိုယ့်ရဲ့မျိုးဆက်တည်းကနေမှတစ်ဆင့်တစ်ဆင့်တစ်ဆင့်တည်ဆောင်လာတယ်ဆိုတော့ဒီစိတ်ဓာန်ရာတွေကနေကျမတို့ရဲ့နောက်မျိုးဆက်တည်းမှာဒါဒီအကုန်လုံးကအမှုအကျင့်အားဖြင့်တို့လည်းကောင်းအတွေးခေါ်အားဖြင့်တို့လည်းကောင်းသူတို့ရဲ့ဒီ generation นี่အခုဟာနေတခုအဆင့်ဆင့်ကိုလက်ဆင့်ကမ်းပေးချက်တဲ့စိတ်ဓာန်ရာတွေပဲဖြစ်ပါတယ်။ဒါဖြစ်ရင်ကျမတို့ဒီ transgenerational trauma တွေဘယ်လိုအရာတွေကနေတည်ထားမိနိုင်မလဲ။တခါတလေမှာကျမတို့မှာ ဘေးကလာလို့လာမှမသိတဲ့ကြောက်စိတ်တွေရှိတတ်ပါတယ်။ anxiety တွေကြောက်စိတ်တွေကိုကိုတိုင်းမှာဆိုးဝါးပြင်းထန်တဲ့အခြေအနေမျိုးတွေမကြုံဘူးခဲ့ပါပဲနဲ့ကိုကိုတိုင်းမှာဒီလိုအမတန်ဆိုးဝါးတဲ့အရာကြီးတွေကကိုယ့်စီမှာဖြစ်တော့မှလို့လို့ကြောက်နေတယ်မစွန်စားရဘူးအဲကိုရဲ့ဘဝကြီးမှာဒီကြောက်စရာတွေကပြည့်နှက်နေတယ်လို့လို့ကိုရဲ့အနာဂတ်မှာပဲဒီကြောက်စရာကြီးတွေကကိုစောင့်စောင့်နေတယ်လို့မျိုးအဲ့တလို့မျိုး ကိုကိုယ်တိုင်အတိတ်ပဲဘလို့မအောင်မဖွင့်နိုင်နဲ့ ကိုယ့်ရဲ့ကြောက်စိတ်တီ anxiety တွေကနေတဆင့်လေးသိနိုင်ပါတယ်ပြီးတော့မိသားစုရဲ့ repeated pattern တွေအဲဥပမာကိုယ့်ရဲ့ဘဝတွေမှာဒီလိုအခြေအနေဖြစ်ခဲ့တယ်အဲကိုယ့်ရဲ့မိဘဒါမှမဟုတ်ဦးလေးအတော်တွေမှာပြီးရင်ကိုယ့်လက်ထက်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့နောက်မျိုးဆက်မှာဒီလိုတုန်ညိတဲ့အကြောင်းအရာတွေပဲ repetitive ဖြစ်နေတယ်ဆိုရင်လေဒီအရာတွေကနေလေသိနိုင်ပါတယ် နောက်တစ်ခုကမိသားစုရဲ့ဆွေဆွေလန်လန်ယုံကြည်မှုတွေပေါ့နော်အာတစုံတစ်ခုကိုမြင်းမြင်းထန်ထန်ကိုယုံကြည်ပြီးတော့ဟိုဘလို့မှကိုကိုလက်မခံနိုင်တာဒီမိသားစုထဲမှာဒါကိုပဲယုံကြည်ထားတာအဲ့ဒီလိုမျိုးအရာတွေပါလေကျမတို့ဖြစ်တတ်ပါတယ်အဲနောက်ပြီးတော့ကျမတို့ဒီမိသားစုအတွင်းမှာဟို ဖြစ်တတ်တယ်ဆိုတဲ့ကြောက်စိတ်တွေပေါ့ဥမာကိုယ့်ရဲ့ဒီမိသားစုထဲမှာဆိုရင်တချို့တချို့သော topics တွေကပြောလို့မရအောင်အရင် sensitive ဖြစ်တယ် အဒီ topic အကြောင်းအရာဆိုလို့ရှိရင်အပြုံးကိုမခံမင်းနဲ့ကြော်သွားတယ်ဆိုတဲ့နေရာတွေပေါ့နော်အဲ့ဒီနေရာတွေကနေမှတစ်ဆင့်လေဒီ transgenerational trauma နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိနိုင်ပါတယ်နောက်ထပ်သိတာရယ်နောက်တစ်ချက်ကတော့ကိုကိုတိုင်းကိုရဲ့မိဘတွေဘိုးဘွားတွေ ਨੇ ပို့ပို့ပြီးတူလာတာ အဲ့ကျမတို့ကတခါတလေမှာကိုဘိုးဘွားမိဘတွေရဲ့သူတို့ရဲ့ trauma ကိုတုံ့ပြန်တဲ့ပုံစံတွေကျမတို့ကိုယ်တိုင်ကမကြိုက်ဘူး။ဒါပေမဲ့ကျမတို့ကိုယ်တိုင်မကြိုက်ပေမယ့်အဲ့ဘိုးဘွားမိဘတွေစီကကျမတို့မကြိုက်ဘူးဆိုတဲ့ ပြုအမှုတွေကိုကျမတို့ကိုယ်တိုင်ပြန်လှုပ်တတ်တာဥပမာဆိုလို့ရှိရင်ဖခင်ကအရက်တောက်တတ်တယ်လောင်ကစားဆွဲတယ်ကိုတီအပြုတ်မှုကိုမကြိုက်ဘူးဒါပေမဲ့ကိုကိုယ်တိုင်မှာကိုမသိလိုက်ဖ ೇನೆ အရက်ဆွဲလောင်ကစားဆွဲတယ်ဆိုတော့အနေအထားမျိုးကြီးဖြစ်လာတာပေါ့နော်အဲ့တော့ဒီ transgenerational trauma ကိုကျမတို့တတိမထားမိတဲ့တဲ့သူတွေမှာကိုကိုယ်တိုင်မှာ အာဒီပေါ့နော်ဒီစိတ်ဓာတ်ကြလွေတာဒီကိုကိုကို self esteem မရှိတာဒီအဲပြီးတော့လို့ရှိရင်အခြားခြားတော့ပေါ့အာရက်ဆွဲလွေတာနောင်ကစားဆွဲလွေတာဒီလိုမျိုးပေါ့ကိုယ့်ရဲ့ဘဝမှာအဆင်မပြေမှုတွေဟာဘယ်ကလာလို့လာမှန်းမသိဘဲနဲ့ကြုံတွေ့ရတယ်ဆိုတဲ့အနေအထားတွေကြုံတွေ့ရပါတယ်အဲ့တော့ဒီ transgenerational trauma ဟာတစ်ခါတလေမှာဆိုရင်ငုံရှိုးပြီးမှလည်းပြန်ပေါ်ရတဲ့ဆိုတဲ့အရာတွေရှိပါတယ်အဲ့တော့ ဘူးဘွားလက်ထက်မှာဖြစ်တဲ့အရာတွေကလည်းဒါမြေးလက်ထက်မှာပေါ်မင်းဆိုလေဒီအရာတွေကဖြစ်နိုင်နေပေါ့နော်အဲ့တော့ဒါတွေကဘလို့ကြောင့်ငုတ်ရှိုးပြီးမှပြန်ပြီးဖြစ်ပေါ်လာတယ်ဆိုတော့ကိုယ့်ရဲ့ဘူးဘွားမိဘတွေမှာရှိခဲ့တဲ့သူတို့ရဲ့မဖြေရှင်းနိုင်ခဲ့တဲ့ကြောက်စိတ်တွေသူတို့ရဲ့မပြေဝခဲ့တဲ့စံနာတွေဟာ ကျမတို့မျိုးဆက်တစ်ခုအနေတစ်ခုကိုလက်ဆင့်ကမ်းပြီးဆက်ထမ်းထားပြီးတော့နောက်မျိုးဆက်ဒီမှာဒီခုဘိုးဘွားမိဘတွေရဲ့မပီးပြတ်သေးတဲ့ဆန္ဒကြီးသူတို့ရဲ့မဖြေရှင်းနိုင်ခဲ့တဲ့ကြောက်ရွံ့မှုတွေဒါတွေအကုန်လုံးကိုကျမတို့ကရောပြီးရှင်းရတယ်ဆိုတဲ့အနေအထားမျိုးတွေရှိတတ်ပါတယ်။ဥပမာဆိုရင်စစ်ဘေးစစ်တမ်းကိုကြုံခဲ့တယ်ဆိုတဲ့ဟိုဘိုးဘွားမိဘတွေမှာသူတို့မှာရှိနေတဲ့ကြောက်စိတ်တွေအကုန်လုံးကနောက်မျိုးဆက်ဒီအထိ အဲ့ဒီကြောက်စိတ်အကုန်လုံးလက်ဆင်ကမ်းလာတယ်ကိုအဲ့ဒီဘိုးဘွားမိဘတွေမှာရှိခဲ့တယ်ဆိုတဲ့ aggressive တွေဟာလေကိုရဲ့နောက်မျိုးဆက်တွေအထိဒီ aggressive ဖြစ်လွယ်တယ်ဆိုတဲ့အရာကြီးဖြစ်တတ်ပါတယ်အဲ့တော့ကျမတို့ဘိုးဘွားမိဘတွေခါသူတို့ရဲ့မပြီးဆုံးသေးတဲ့ဆန္ဒတွေသူတို့ရဲ့မရှင်းနိုင်ခဲ့တဲ့ traumas တွေဟာ ဲ့ဒါမျိုးအလားတူကိစ္စရဲ့မျိုးကိုယ့်ရဲ့မျိုးဆက်ထဲမှာပြန်ပြီးဖြစ်လာပြီဆိုတဲ့အချိန်ခါမှာအဲ့ဒီမျိုးဆက်တွေဟာသူတို့ကိုယ်တိုင်သူတို့ရဲ့ individual ဒေါသတွေသူတို့ရဲ့ individual အခက်အခဲတွေပြီးအဲ့ဒီဘိုးဘွားမိဘတွေစီကနေမှလက်ဆင့်ကမ်းတည်လာခဲ့ရတယ်ဆိုတဲ့ဒီအရာတွေကပါအကုန်အတော်အရင်မှအကုန်ပေါင်းပြီးတော့သူတို့ကပို့ပြီးတော့ပောက်ကွဲရတယ်ပို့ပြီးတော့ခက်ခဲတယ်ဒီအရာကိုရုံထွက်ဖို့အတွက်ကိုပို့ပြီးတော့ကိုဟိုခက်ခဲတယ်ဆိုတဲ့အနေထားတစ်ရက်ကို ဖန်တီးစေနိုင်တတ်ပါတယ်။အဲတခါတလေမှာကျမတို့ဒီ transgenerational trauma ကလူမျိုးစုအလိုက်ပြီးတော့လို့ရှိရင် data အလိုက်အဲ့ဒါလို့ဘာသာရေးယုံကြည်မှုအလိုက်ပေါ့နော်အဲ့ဒါလို့သူတို့အုပ်စုအဖွဲ့လိုက်လဲ collective အနေနဲ့တွေ့ရတတ်ပါတယ်။ဥပမာဆိုရင်ကျမတို့ဒီစပေးစစ်တန်ကြီးခံခဲ့ရတဲ့ဒါ ဒေတာကလူတွေဘယ်ပြီးသွားလို့ရှိရင်လေဟိုပေါ့နော်ကျမတို့လူမျိုးစုအလိုက်ပေါ့ဒီကို့အနေနဲ့မကျေနပ်ချက်တွေကိုနှိမ့်ဆဲလာရတယ်အမတူညီသောအယူဝါဒတွေရဲ့အောက်မှာတအုပ်နဲ့တအုပ်မကျေနပ်ချက်တွေရှိတယ်အညှိုးတီးတွေရှိတယ်ဆိုတော့အရာဒီတဘာဝဘေးအန္တရာယ်ကိုအလွန်အမင်းခံခဲ့ရတယ်ဆိုတော့ဒေတာမှာရှိတဲ့သူတွေအဲ့လိုလူတွေမှာလေသူတို့ရဲ့နောက်မျိုးဆက်တွေမှာ အဲ့ဒီလူမျိုးပေါ့နော်အရင်တော့ခက်ခဲခဲ့တယ်ဆိုတဲ့အခြေအနေမျိုးမဟုတ်တည်တိုင်အောင် မတူညီတဲ့အခြေအနေမှာတော့တူညီတဲ့တုံ့ပြန်မှုမျိုးတွေရှိတတ်ပါတယ်ဥပမာဆိုလို့ရှိရင်ဟာဒါငါ့ရဲ့ကိုယ်ကိုယ်ယုံကြည်မှုကြောင့်သူတို့တွေကဒီလိုဆက်ဆံတာအေးငါ့ရဲ့အသားရည်ကြောင့်မို့လို့တားရဲ့အသားရောင်ကြောင့်မို့လို့သူတို့တွေကငါ့ကို ခွဲခြားဆက်ဆံတာငါဒီဘယ်လူမျိုးဖြစ်လို့ ဘယ်နိုင်ငံသားဖြစ်လို့သူတို့တွေကငါ့ကိုနှိမ်ချပါတယ်ဆိုတော့ကျမတို့တွေဒီလိုမျိုးကိုရီစီမှာဆက်ပြီးတော့ထမ်းထားရတယ်တည်ထားရတယ်ဆိုတော့ဒီလက်ဆင့်ကန်ထားရတယ်ဆိုတော့စိတ်ဓာတ်ရတယ်ဒါဒီအကုန်လုံးကကျမတို့တွေဒီမျိုးဆက်တစ်ခုတွင်မကဘဲနဲ့ကျမတို့ဒီ collective တစ်ခုအနေနဲ့ရှိနေတယ်ဆိုတော့ trauma တွေပါပဲအဲ့တော့ကျမတို့အနေနဲ့ဒီ transgenerational trauma ကိုကျမတို့ ဘလို့များရှက်တန်းကရှက်ကြမလဲပေါ့အဲ့တော့ကျမတို့ကိုယ်တိုင်ရဲ့ခံစားချက်တွေအကုန်လုံးကိုအတိမတ်ပြုပါ ကိုယ့်ရဲ့ဒီဒေါသတွေဒီခံစားချက်တွေကကိုယ့်စီရလာတာလားကိုယ့်ရဲ့ဒီမပြီးမြောက်သေးသောဒီဆန္ဒတွေကကိုယ့်စီရလာတာလားကိုယ့်ရဲ့မိသားစုစီရလာတာလားဒီအရာလေးတွေကိုကျမတို့ဆန်းစစ်ဖို့လိုအပ်ပါတယ်အပြီးတော့ရင်ကိုယ့်ရဲ့မိသားစုတမိုင်းကိုလေ့လာပါကိုယ့်ရဲ့မိသားစုထဲမှာ ဘယ်အရာတွေကိုပြောမခံဘူးလေဘယ်အရာတွေမှာတို့တို့တွေကအယံဆန်းစစ်တစ်ဖြစ်လေဘယ်အရာတွေကတို့တို့အတွက်လက်ခံမှုခက်ခဲပြီးဘလို့အရာတွေမှာတို့တို့တွေကအလွန်အမင်းတုံ့ပြန်တတ်ကြတယ်လေဆိုရယ်ပြီးတော့ကိုယ့်ရဲ့မိသားစုဒီတမိုင်းကိုလေ့လာခြင်းကိုယ့်ရဲ့မိသားစုရဲ့ behavior တူညီသော behavior တွေကိုလေ့လာခြင်းကနေလေကျမတို့အနေနဲ့ဒီအရာတွေကိုပို့ပြီးတော့နားလည်နိုင်ပါတယ် င့်တစ်ခါတလေကြာရင်ကျမတို့ဖြစ်တတ်တယ်။ဟိုမိသားစုတွေရဲ့မှာမှကောင်းတဲ့ဇယိုက်လက္ခဏာတွေကိုလက်ဆင့်ကမ်းလာရဲဆိုရင်တော့ဒီနေရာဟာဒါပေါ့နော်ဒီဂုံယူစရာကောင်းနေဆိုပေမဲ့တစ်ခါတလေမှာကိုကဥမာမင်းကမင်းရဲ့ဖိုးလိုပဲအရန်ခေါင်းမာရေဟိုအလုပ်ကိုကောင်းကောင်းမလုပ်ဘူး။အမေအမေရဲ့ဘသူနဲ့တူတယ်အဲ့ဒါကြောင့်မို့လို့မင်းကဒီနေ့ဒီချင်းတိဟိုဘဲအရာကမှကောင်းကောင်းမလုပ်နိုင်ဘူ စသဖြင့်ပေါ့အဲ့တော့ကိုယ့်ရဲ့ဒီမျိုးရိုးအစဉ်ဆက်မှာဘသူနဲ့ဘသူနဲ့တူလို့ဆိုရက်ဟိုကိုယ့်ရဲ့မကောင်းနေဆိုလို့အမှုအကျင့်ညီအဲ့ဒါမျိုး lesson ကမ်းပေးလိုက်တယ်ဆိုတဲ့အရာမှာကိုယ့်ရဲ့ identity ပျောက်သွားတယ်ဆိုတဲ့နေရာလေးတွေရှိတတ်ပါတယ်အဲ့တော့အဲ့ဒီနေရာမျိုးတွေမှာဆိုရင်လေတစုံတစ်ယောက်နဲ့တူလို့ဒီလိုဖြစ်ပါတယ်ဆိုတဲ့အရာမျိုးတွေမှာလေကိုယ့်နဲ့ကိုယ်ဒီနေရာလေးမှာ awareness တောင်းပြီးတော့ကျမတို့အနေနဲ့သတိထားစီချင်ပါတယ်အဲပြီးတော့ရင်ကျမတို့အနေနဲ့ဘိုးဘွားတွေစီကရရတယ်ဆိုတာ စိုးမွေတခုရေမဟုတ်ပါဘူး။ကျမတို့ဘိုးဘွားတွေစီကကောင်းမွေလေးအများကြီးရှိပါတယ်။အဲ့တော့ဒီနိုင်ငံအလိုက်လူမျိုးအလိုက်ယုံကြည်မှုအလိုက်ဒီလိုမျိုးကျမတို့အနေနဲ့ collective ဖြစ်တယ်ဆိုတဲ့အနေအထားမျိုးတွေမှာကိုလူမျိုးကိုဘာသာကိုရဲ့ယုံကြည်မှုကိုနိုင်ငံရဲ့တကယ်ကိုဂုဏ်ယူစရာကောင်းတဲ့သမိုင်းတွေကိုလေ့လာပါဂုဏ်ယူစရာကောင်းနေဆိုတဲ့အရာတွေပေါ်မှာကျမတို့အနေနဲ့ဒီနေရာလေးမှာဂုဏ်ယူတတ်အောင်မျှဝေတတ်အောင်ဒီကိုရဲ့ဒီ ဘိုးဘွားတွေရေးပြီးလိုက်တယ်ဆိုတဲ့ကောင်းဝေဒီပုံမှာဂုံယူတဲ့ချစ်တက်အောင်ကျမတို့စူးစမ်းရင်းနဲ့အာကျမတို့အနေနဲ့ဒီနေရာလေးဒီမှာအာဒီ transgenerational trauma ကိုချက်တောက်လို့ရပါတယ်အတိတ်ကအရေးကြီးဆုံးကတော့ကျမတို့အနေနဲ့ဒီဒဏ်ရာဒီ trauma တွေကိုငါတို့ရဲ့မျိုးဆက်မှာနောက်ဆုံးဖြစ်ပါစေငါတို့ရဲ့မျိုးဆက်မှာငါတို့ ြီးပြည့်အောင်ဖြည့်ရှင်းမယ်ငါတို့ရှိရှိကဖြစ်လာခဲ့တဲ့ trauma တွေကိုငါရဲ့နောက်မျိုးဆက်ကိုဘယ်လိုနည်းနဲ့မှလက်ဆင့်မကန်းတော့ပါဘူးဆိုတဲ့ဆုံးဖြတ်ချက်ကိုအခိုင်အမာချခြင်းအပြင်ကျမတို့ကိုယ်တိုင်ကိုကျမတို့ရဲ့နောက်မျိုးဆက်ကိုကိုစိတ်ဝတ္ထန်ရတယ်တတကင်းစင်နေလှပတဲ့လူမှုဘဝကြီးကိုအတူတကဖန်တီးထားရအောင်လားရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်